မျိုးပေါ်ကိုအစင်သင်းဝဲစားနေတဲ့မကြီးသေးတဲ့ရဖို့အတွက်အညာဘက်ကရွာတွေမှာအခုလိုမျိုးပဲခက်ခက်ခဲခဲမကြီးသေးတွေကိုပုတ်ပြီးတော့မျိုးပေါ်ကိုရောင်းတဲ့အစင်ထီရောက်အောင်ဘလူမျိုးတွေလောက်ကြရတယ်ဆိုတာကို ရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်အခုလိုမကြီးသေးပုတ်နေတဲ့ဗီဒီယိုလေးကိုရိုက်ကူးခဲ့တာကလွန်ခဲ့တဲ့တကြံမတိုင်ခင် အင်္ဂလိပ်လို3လပိုင်းမလနွားဖြစ်ပါတယ်မကြီးသေးဟာတစ်နှစ်မှတစ်ခါပဲပေါ်တာပါ ဒီလိုချိန်ဆိုရင်တော့မကြီးသီးပုတ်တာမကြီးသီးထူတာတွေနဲ့အရန်ကိုလှုပ်ရှုပ်ပါတယ်မြို့ပေါ်ကတင်ခြင်းတွေအတွက်ဒီဗီဒီယိုလေးကတော်တလေးလေးကိုမမြင်ဘူးနိုင်တဲ့အတွက်ဘဟုသူဒရကြမယ်မြင်ဘူးတော့ကြမယ်လို့ထင်တဲ့အတွက်တင်ဆက်ပေးလိုက်ပါတယ်ဗျာ အလုံးအလုံးမင်္ဂလာပါကျွန်တော်ဥယင်မူပါဗျအခုကျွန်တော်ရွာရောက်နေတာပါရွာရောက်တော့ဒီမှာနေခြင်းအတားနေပြင်းနေပူလောင်နေပူတော့ကြာကျွန်တော်ပြင်းလို့ဆိုအိတ်နေတာပေါ့ဗျာအဲ့တော့အိတ်နေတဲ့အချိန်မှာဒီမှာဒီနောက်မှာရှိတဲ့မကြီးပင်အဲ့မကြီးပင်ယူသူကဒီအညာရဲ့ဓလေ့ပေါ့နော်မကြီးသေးရလဲတန်မိုးရှိတယ်ဆိုတော့ မချီးသီးပုံမလို့မချီးပြီမှာမချီးသီးရတော့အများကြီးပဲအရွက်ကတော့ຫນွေရောက်နေပြီဆိုတော့အရွက်တရားကျွေတော့မချီးသီးအပြန်ကျွတ်လို့ကျဲလည်းဖြစ်နေအဲ့ဒါမချီးသီးပုံမလို့ပါအဲ့မှာပင်စီရအတုပ်ကြီးပဲအပြန်တော်တော်ကြီးပြီဟာဖတ်ပြလိုက်တာပင်စီဖတ်ပြဖတ်ပြအဲ့လိုလက်နဲ့အဲ့လိုဖတ်ပြအဲ့မှာကြီးပဲအဲ့အပင်ကြီးကိုဘယ်လိုတတ်မှမသိဘူးအဲ့ပေါ်တတ်တတ်ပြီးတော့ အပေါ်ရောက်လို့ရှင်ဂိုင်းနေပေါ်နေတက်ပြီးတော့မကြီးသီးတွေကိုပုတ်ချအကြီးသီးတွေကိုပုတ်ချပုတ်ချလို့ရှင်အောက်မှာဒီမှာကောက်မဲ့အဖွဲရကလေးတွေရောလူကြီးတွေရောဒီမှာမိုးမိုးကတွေခင်းပြီးတော့ကောက်ကြမှာပေါ့နော်အဲ့ဒီကောက်တဲ့မကြီးသီးတွေကိုမှအခွင့်နွားမယ်အစီထုံမယ်ပြီးလို့ရှင်အသားတွေကိုကြာမှရောင်တန်းဝင်နေပို့မယ်ပေါ့နော်အဲ့ပုံစံမျိုးလုပ်ရတာအဲ့လေးကိုဘုဒ္ဓတရားလို့စက်ကြအောင်ဗျာ ကျွန်တော်တို့အညာမှာတော့မကြီးပင်တွေတော်တော်ပေါ်တယ်ကြည်အာပတ်ပတ်လည်းမကြီးပင်တွေကြီးပဲပင်တွေကြီးလိုက်ကြတယ်မကြီးပင်တွေဒီချိန်ဆိုရင်အကြီးပေါ်တဲ့ချိန်ဆိုတော့ဒီအတိုင်းအိမ်တိုင်းမှာတို့ကမကြီးသေးတွေထုနေကြရဲ့အခုချိန်ဆိုလို့ရှိရင်အသာကောင်းတယ်လားသူကတော့မကြီးသေးပုံမဲ့သူပါအခါကျင်းဝင်နဲ့လိုက်ပုတ်တဲ့သူလို့လည်းပြောလို့ရပါတယ် သူတို့မကြီးသီးပုတ်တဲ့ဝါလျာအရန်ကိုမိုက်ပါတယ်ဗျအရင်ကနေအဖျားထိတိတိလေးဖြစ်ပြီးတော့ပုတ်ဖို့အတွက်လည်းအာမသုံးရပဲနဲ့ဝလုံးရဲ့လှုပ်အားကိုပဲအသုံးပြုပြီးတော့ပုတ်သွားတာပါသူတို့အတွက်လည်းမပင်မန်းသလိုအရန်လည်းထိရောက်ပါတယ်အကြီးကြီးပုံမဲ့သူကအပင် မတက်ခင်အပင်ကိုအရင်ဥချပါတယ် ွားယူရမှာဆိုယူမနေနဲ့တဲ့ဒီမှာဒါနဲ့တတ်တော့မလို့အပင်တက်ဖို့တွားရင်းတော်ဟာဆင်သင်းရှိမနေတဲ့အတွက်ဘေးနားမှာရှိနေတဲ့တစ်တုံးတစ်တုံးကိုပဲသစ်ပင်မှာမီးထောင်ပြီးတော့တက်ဖို့လုပ်နေရပါရှားတော့ဆိုတော့ရှားရလေ400နော်နှစ်နဲ့အရှားဟုတ်တယ်နော်ရှားရထနာလား

ဝလုံးနဲ့ပဲချီအောင်ပါခံလို့လုံးမလို့ပြီးခံလို့လုံးပြီးခောင်းလိုက်မယ်လေအဘောင်ခောင်းမူးမပေါအောင်လို့လားအေးဒီဘက်ကဟောခောင်းခောင်းမူးမနာအောင်လို့လှုပ်တာဩအမ်ဒီခောင်းမူးဩအဲထရွက်ကမိုးတာဆိုတော့ထရွက်ထရွက်ဒီခောင်းမူးညာမှာဆိုလို့အေးနာမကြောက်လို့လေဩအမကြီးကြီးလည်းမပြန်တော့ဘူးကွာဩလို့လားဟိုဘက်ချမ်းပြန်မူးမှာဩအမ်ဟုတ်ပြီဟုတ် ီးရဲမကြံတော့ချက်ကုန်နဲ့ချက်ပြက်อืมอืมอืมဆိုပါဒါတော့ထင်းမုံနေပေါ်ကြာလို့ရှိရင်မကြီးသေးတရားထင်းမုံနေတဲ့ကိုဝင်းသွားနိုင်တဲ့အတွက်ထင်းမုံနေပေါ်မှာအုပ်ထားတာပါဘလုံးလေးကပြော့ပြော့လေးဆိုတော့ပုတ်လို့ကောင်းဒါအောက်ဆုံးကိုင်းရှိသေးတယ်အိုးအပေါ်ဆုံးကိုင်းนี่တပင်လုံးပုတ်နီးမှာ ဟောင်းအောင်မကြအောင်တော့ခယူဆက်ရမယ်။အဘကြပုတ်။ကြာမှာနေနေတော့မှပြီးမှကောက်တင်နေတင်နေ။ဟိုကတော့ယောက်ကြနေအတောင်ကြီးကကြီးတယ်ဗျ။ဟုတ်တယ်အတောင်ကြီးကုရတာပါအောက်ကနေဘလို့ပြည့်ပြည့်သူရိုက်တယ်မလီမရဘူးအလုံးကြီးဒါပေမဲ့ကြည့်အတော်ကြီးနေအတော်ကြီးဒါပေမဲ့ဟုတ်တယ်သူကလောက်တယ် hoa tháo này thì bác cái mía mà là em này là mà cho đi hậu bì ok là thì bác cả thì bác cả này xui ông mà thế này ông mà bảo mà nhì đi đúng không? ရှောမယ်ထင်တယ်ရှောဘူးလားရှောတာမိုင်းကိုထလန်မိုးမိုးတာတာဖြစ်တဲ့အတွက်ထလက်တွေမနာအောင်လို့အပေါ်ကနေပြီးတော့မိုးကအုပ်တာပါ ြည့်မှုဘလော့ရဲ့ရွယ်ချက်ကကျွန်တော်ရဲ့တငယ်ချင်းတွေကိုတိုင်းမသွားပြမရောက်ဖြစ်ပေမဲ့ကျွန်တော်ဗီဒီယိုလေးကိုကြည့်လိုက်တဲ့အချိန်မှာကိုတိုင်းသွားဘူးရောက်ဘူးသွားတယ်လို့ခံစားရစီဖို့အတွက်ရည်ရွယ်ပါတယ်ဗျအဲ့ဒါကြောင့်မလို့ကျွန်တော်သွားလာလေပတ်ခဲ့တာတွေကိုဗီဒီယိုလေးတွေအဖြစ်နဲ့သေချာမှတ်တမ်းတင်ပြီးတော့တင်ဆက်ပေးတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ပြောစရာတစ်စုံတစ်ရာရှိခဲ့လို့ရှိရင် comment မှာမန်းခဲ့ပေးဖို့ဝေဖန်ခဲ့ပေးဖို့တောင်းဆိုကြပါတယ်ဗျကျွန်တော်ရဲ့ channel လေးကိုသဘောကျတယ်ဆိုလို့ရှိရင် subscribe နှိပ်ခဲ့ပေးပါဗျာအသစ်တင်တိုင်းသိအောင်လဲ notify bell လေးကိုပါနှိပ်ခဲ့ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်အောက်ကြတဲ့မကြီးသေးတွေကိုဝိုင်းထဲမှာရှိတဲ့ကလေးတွေဝိုင်းပြီးကောက်ကြပါတယ်။တခိုင်းမှာပေါ်လာသေးတယ်တော်တော်များနေ။ ကရေနောက်တကိုင်းတော့နေမိုးကျင်တော့ပါဟုတ်နောက်တကိုင်းထပ်ပုတ်ချင်းရနောက်ကြနေတော့ခဏိတော့မပြီးတော့တော့မြင်လာရဲ့ 注意点，季节性的地量就差些。Parole, 这水可厉害。包你了，土地包你了嘛？地里还有别的肥料保护着，钱不一嘛？啊，没基地的呀，起码他包地的了。一条线啊，可一条线的话，困的垮嘛，困垮，啊，落困垮，困垮啊，脚病都靠的的下里边啊，脚不能啊，基地脚啊，落脚里边，别不来嘛，别不来，路线估计嘛，只能老的了。 အဲ့လိုမျိုးလေးရမှာပေါ့နော်အဲ့လိုပုံစံလေးရအဲ့လိုလေးရမှာရတာဦးမနောက်ပြီးတော့မကြီးသီးထုတဲ့နေရာကျွန်တော်လိုက်ပြမယ်ဒီဟာတော့မဟုတ်တော့ဘူးပေါ့နော်ထုတဲ့နေရာလိုက်ပြမယ်မကြီးသီးထုထုပြီးအစီထုတ်အစီထုတ်ပြီးမှဒီအသားကြတော့မှကျွန်တော်တို့စားမယ့်နေရာတွေပို့ရရောင်းရတာပေါ့နော်ဒီရွာတော့ဦးလေးဆံမှာဟိုဟာလေးလောက်ထားလဲရှင်းနော်ဘာလောက်တော့အသားကြတော့အသားကြတော့ ရောင်းရတခုပဲရှိတယ်ဘာမှတော့မလုပ်ဘူးတပြက်တော့မလုပ်ဘူးဟွာပဲရောင်းတာပေါ့ကြောက်တော့မပို့လိုက်တာအေးဟောကြောက်တော့မအသားပို့လိုက်တာတဲ့အခုချိန်ပဲသေးတော့အခုကလုံးတော့3တောင်နဲ့အဒီတိုင်းအလုံးဆိုရင်3တောင်အသားဆိုရင်ဒါတော့ပဲသေးတော့မသိဘူးအသားသေးရတော့မသိဘူးဒီတိုင်းအလုံးလိုက်ရောင်းလို့ရပြီဒါဆိုရင်3တောင်နဲ့တပိတ်သာ3တောင်အခုတရားခူးတဲ့ဟာကြတော့ ဒီအပင်ကြီးတစ်ပင်လုံးပုတ်မှာပေါ့နော်အဲ့ပုတ်တဲ့လူကပုံမှန်ဆိုလို့ရှိရင်သူကတနေကုန်သာနေသားက4000ပြရတယ်ဒါပေမဲ့ဒီရတဲ့တွက်ကြတော့သူကနေသားကနဲ့မဟုတ်ဘူးဟိုအပင်တစ်ပင်လုံးပြီးတဲ့အခါမှာတယောက်တစ်ဝက်စီယူမှာပေါ့ရတဲ့မကြီးသေးကိုတစ်ဝက်စီခွဲပြီးယူမှာအဲ့ပုံစံမျိုးအခုဒါလေးကျွန်တော်နည်းနည်းခွာနေတာပုံမှန်တန်းကတော့ခွာစရာမလိုဘူးပေါ့နော်ဒီတိုင်းအတောင့်လိုက်တီးဘူးပဲခွဲမှာဒါပေမဲ့ကိုကကျွန်တော်တကယ်ချင်းပြကြတယ်လို့ကျွန်တော်နည်းနည်း ခွာလိုက်မယ်နော်အခွင့်ခွာလိုက်မယ်တမားဒါတွေအဲ့လိုမျိုးအဲ့လိုပုံစံမျိုးရတယ်အဲ့လိုပုံစံမျိုးရသွားပြီဆိုလို့ရှိရင် ျွန်တော်မကြီးသည့်ထုတဲ့အစင်ရအောင်ဆိုထုပြီးတော့အစီထွန်အောင်နော်အဲ့အစီတွေပါနေလို့ရှိရင်ပိုးတက်မှာကြောက်တယ်ဒါကတော့မကြီးသည့်အခွင့်ခွာ အကျောခွာပြီးသားအတောင့်နေပါဒါတွေကမှနီးစက်ရလူတွေကိုနားထုခိုင်းပါတယ်ထုကဟိုကြတော့တပိတ်တာကို900ပြီးပါတယ်ဗျထုကတပိတ်တာ900ကနဲပြီမဲ့လေတယောက်နဲ့တယောက်အပြန်အလှန်သဘောမျိုးနဲ့ကူညီကြတာဖြစ်ပါတယ် 啥没呀？我们了个多一笔。哈哈哈！哎个，干嘛来鼓出来啦？哎哎哎哎对，那俺来鼓你还得找我借过，鼓呀你们谁借的？没借你，借借我啊！还找来没啦？借借你，啊？啊，加油！拜托，再哈哈哈哈哈！再找来，咱们加哈哈哈哈哈，那得拿出啊，准备的快，往哪里拿油来的？ ်ဟာလို့ဒီလောက်မလားဟုတ်ကဲ့တရားကြရုံးပဲတရားကြောင်ကြီးတို့အဲတော့ကိုထိုင်ပြလားအသားကြလာလဲမင်းကခွေးတို့တချို့ကြအသားညစ်ညစ်ကြီးတွေနေတယ်ဒီဘဲညာအသားလာတယ်အသားကြီးကခွေးနေတာလဲမကြီးသည်အသားလာရင်လာတယ်လို့ဈေးရတယ်လို့သိရပါတယ်အသားလာတယ်ဆိုတာက မကြီးသည်ဖွေးနေတာပေါ့နော်အားဆိုရင်ဈေးပိုရပါတယ်မကြီးသည်အခွင့်ချုပ်ပြီးသားအလုံးလိုက်ဆိုရင် တပိဒါကို3000လောက်ရှိပြီးတော့ အစီတွေကိုလည်းရောင်းစားရပါတယ်အစီတွေကိုတော့တပိတ်သာ1500နဲ့ရောင်းလို့ရတယ်လို့သိရပါတယ်အစီတွေကဘသူတွေသုံးတာလဲဆိုတော့ရွာဘက်ဒီမှာဆိုရင် တော့အစီတွေကိုလောရေစိမ့်ပြီးတော့ဝက်ကျွေးကြတယ်လို့သိရပါတယ်ဗျဒီနေ့ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျကြီးစုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ကွန်မန့်လေးတွေမန်းခဲ့ပေးကြပါအောင်ဗျအားလုံးကျေးဇူးတင်ပါတယ် And for the first time in a long time, I'm alright. Okay, that's how I Some things are not the same as they were a year ago. But all will be okay. I move on each and every day. The past is where it stays. Way back a year ago.